没好眼标啊，喂，勾引。勾了眼标玩意没耶？ ။ဒီဟာနောင်နဲ့မေလီတို့ဟာလွန်ခဲ့တဲ့ရှင်းနှစ်လောက်ကလေးကတမီးစားတွေဖြစ်ကြပြီးအရန်ကိုရှိခင်ကြတဲ့ဇုံရဲရဲဖြစ်တာပေါ့။အကဲအကဲအတားစီတွေကိုဖျက်ကျော်ပြီးနောက်ဆုံးတော့နဖမ်းမိပါတွေကိုဖွင့်ပြောကလက်ထက်ခဲလိုက်ကြတာပဲဖြစ်ပါတယ်။အိမ်နောင်တွေဘဝမှာလာပိုင်းလောက်ကြာတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ရဲ့ပျော်စရာနေ့စဉ်တွေကိုရောက်ရှိလို့လာခဲ့ပါတယ်။ဒီဟာနောင်နဲ့မေလီတို့ရဲ့အချစ်သက်တဲ့အဖြစ်မေလီရဲ့ဝမ်ပိုက်ထဲမှာကိုဝင်သုံးဘက်ကျော်ရှိနေပြီဆိုတာကိုမနက်ကစီးကန်းသွားပြတော့တည်လာခဲ့လိုက်ရပါတယ်။မိမဖြစ်သူမှာကိုဝင် င်လေးကိုလွှဲထားရပြီဆိုတာကိုသိလိုက်ရတဲ့အချိန်ကလေးကတီဟာနောင်ရဲ့စိတ်ထဲဂျီနူဝမ်သားရဲ့စိတ်ကလေးဖြစ်နေခဲ့ရပြီးမေလေးအပေါ်အရှိတွေပိုလာခဲ့ရပါတော့တယ်။တီဟာနောင်ဟာမေလေးအပေါ်အယံကိုရှစ်ပေးတဲ့ဂယုစိုက်ပေးတဲ့အမျိုးသားတယောက်ပဲဖြစ်ပါတယ်။အချိန်တွေဘလောက်ပဲကြာကြာသူရှိတဲ့မေလေးအပေါ်မှာတွေးအေးသွားခြင်းမရှိပဲအမြဲအလိုလိုက်ပေးတက်ရှာတာပေါ့။ကိုတို့မိသားစုလေးဖန်တီးပြီးလို့မိကိုကိုကျေးဇူးတင်ပါတယ်နော်။မေတို့အတွက် ကိုအစွမ်းကုန်ကြိုးစားမှာပါ မိကအိမ်မှာပဲကျမ်းမာရေကိုဂရုစိုက်ပြီးနေရမယ်နော်ကိုကလည်းဆရာဝန်ပြောတော့ခုမှ ကလေးရသုံးဘက်ပဲရှိသေးရဲ့အရန်ပူရပဲမိကလည်းပထမဆုံးမိတို့ရဲ့ကလေးလေးကိုဂရုစိုက်မှာပါရှင်စိတ်ချနော် ဒီဟာနောင်ဟာရှေ့ရတဲ့မိမလေးနားမှာပဲနေပြီးမိလေးကိုဘာမှမလုပ်စေပဲမိလေးနဲ့ပတ်သက်သမျှအလုံးမှန်သမျှကိုမငြင်းမညူနဲ့လုပ်ပေးနေခဲ့ရှာတာပေါ့ဒီဟာနောင်ဟာစီးပွားရေးလုပ်ငန်းကိုလောက်ကင်နေရသူတယောက်ပြစ်ပြီးအမြဲလိုလိုနိုင်ငံရဲ့ချားကိုခရီးသွားရတတ်ပါသေးတယ်အခုခါမှာလည်းဒီဟာနောင်ရဲ့ဆရာဖြစ်သူဦးထင်လင်းကနောက်3ရက်လောက်နေရင်လုပ်ငန်းကိစ္စအတွက်ခရီးသွားဖို့အတွက်လာရောက်ပြောကြားလုပ်နေခဲ့ပါတယ်ဒီကသွားရမယ့်ခရီးဟာအရင်အနည်းနဲ့ကြီးသလိုအောင်မြင်သွားတဲ့အခါကျရင်လည်းတတလုံး AACC နေနိုင်တဲ့တန်းကျွတ် သတိဖြစ်လာနိုင်တဲ့အကြောင်းကိုပြောပြလို့နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီကုံတွယ်မှုဟာတနေရှားကတတိကြီးနဲ့ဆက်တူသဘောမျိုးဖြစ်ပါတယ်။အဲဒီတတိကြီးကအရင်ကတည်းကတီဟာနောင်တို့ရဲ့အလုပ်အပေါ်စ조사အထောက်မှုကိုစိတ်ဝင်စားနေတာပဲဖြစ်တာပေါ့။တတိကြီးကသူ့ရဲ့ရောင်းကုန်နဲ့အလုပ်အပေါ်အားစိုက်ထုံးမှုတွေကိုသဘောကျရင်တေချာပေါ်တီဟာနောင်တို့ရဲ့မဟာမိတ်တတိကြီးတယောက်ဖြစ်လာမှာအမှန်ပါပဲ။အလုပ်ကိုလောဘကြီးတဲ့ဥထင်လင်ကားလဲတပည့်ဖြစ်သူကိုတိုးတက်ရလမ်းကြောင်းအတွက်အားပေးနေခဲ့လိုက်ပြီးအရှိန်အားဖြင့်တနည်းကျော်တော့ကြာ ြမယ်ဆိုတဲ့အကြောင်းကိုပါရှင်းပြခဲ့လိုက်ပါတော့တယ်ဒီဟာနောင်ကလည်းအလောဘောကိုစိတ်ဝင်စားမှုရှိပေမဲ့လို့တနည်းကျော်အရှိန်ဆိုရဲအကြောင်းအရာကိုကြားပြီးကလေးကသူ့အတွက်စဉ်းစားရခန့်နေခဲ့ရှာပါတော့တယ်။အကယ်၍ခရီးသွားလိုက်လို့ရှိရင်တော့ကြံခဲ့တဲ့မိမဟာဒီတနည်းကျော်အတွင်းမှာကလေးမွေးရမှာပဲဖြစ်ပါတယ်။မိမရဲ့ကလေးမွေးနေတဲ့အချိန်မှာဒီဟာနောင်ကတော့ဘေးမှမရှိပေးနိုင်တာကြောင့်တော်တော်လေးကိုစဉ်းစားရခန့်နေခဲ့ရှာတာပေါ့။အကယ်၍မတော်ပြန်ရင်လည်းအခုလိုစီးပွားရေးကြက်တဲပုံမျိုးနဲ့သာဆိုရင်အရန်ကိုခက်ခဲလွန်းလာမှာပါ။ အခုလောတောက်လဲဆိုစားလဲယူဆိုတဲ့အရှင်ဒီမှာမိမဖြစ်သူမိလေးရဲ့တိုင်ပင်မှုအတွက်သူ့အတွက်ဒလန်းကိုရွေးရမယ်ဆိုတာကိုတိလို့နီးခဲ့ပါတယ်။အနောက်နားကနေနားထောင်တဲ့မိလေးကလည်းအရှင်ဒီကိုကြားလို့သွားခဲ့ပြီးအနည်းငယ်တော့ဝမ်းနည်းစိတ်တွေဖြစ်မိရှာတာပေါ့။ဒါပေမဲ့လို့လေသူတို့ဘဝရဲ့တိုးတက်မှုလမ်းကိုရွေးခိုင်းဖို့ကမိလေးရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဘယ်မျိုးသမီးမဆိုကိုရှိတဲ့အမျိုးသားနဲ့အတူတူနေချင်ကြတာကြီးပါပဲလိုချင်တာတစ်ခုရဖို့ဆိုရင်တစ်ခုကိုဘေးဆက်ရတာကလည်းလောကကြီးရဲ့ဏီယာမှာပဲလေအခုမိလေးရဲ့ပထမအုပ်ဆုံးတာအုပ်လေးကိုမွေးဖွားတဲ့အချိန်မှာကိုတီဟာနောင်ကမရှိနေပေးပေမဲ့လို့လည်းနောက်အချိန်မှာတော့စိတ်ရှမ်းရှမ်းသာသာနဲ့အတူနေရဖို့ဒီလောက်တော့ရင်းတင်တယ်လို့မိလေးကတွေးနေခဲ့ရှာပါတယ်အဲဒါကြောင့်တီဟာနောင်ကိုရွေးတင်တဲ့လမ်းကိုရွေးပြီးတော့သူ့အတွက်ဘာမှစိတ်မပူဘူးကိုပါချားနေခဲ့ပါတော့တယ် တရားနာတရားသွားလို့ရှိရင် သူမဟာအမေနဲ့တူတူပဲနေရမှာဖြစ်ကြောင်းနဲ့အမေကအရင်ကလက်စမဖြစ်ဘူးတာကြောင့်မိလေးကိုအများကြီးကယူဆိုင်ပေးနိုင်ကြောင်းကိုပါတခါတည်းပြောကြလို့နေခဲ့ရှာတာပေါ့မေရေကိုကမေလေးနဲ့မခွင်းနိုင်ဘူးလေကွာအရှင်ကလည်းတနည်းကြော်တော့မှအဲ့ဒီချိန်တွင်မှမေလေးကကလေးလေးကိုမွေးဖွားရမှလေမပေါ့မပါနဲ့ကိုကဘလို့လို့စိတ်ရှာနိုင်မှလေကွာကိုဒီမှာပဲကိုလိုမီတာစုအတွက်ရှာပွေနိုင်ပါတယ်အိုးအကိုရေ အခုကမေလေးရိုနှစ်ယောက်တည်းဆိုတော့မတိတာပဲမင်းနောက်တစ်ချိန်မေလေးရိုကလေးလေးရှိလာရင် လူကြိုင်းထဲမှာမျက်နှာမငင်အောင်ထားနိုင်ဖို့ကမိဘတိုင်းရဲ့ဆန္ဒပဲလေကိုရောပဲမဟုတ်လားအဲအားကြောင့်ကိုကပဲမေလေးရိုအတွက်စူးစမ်းပေးရမယ်နော်မေလေးရဲ့ပြောစကားတွေကြောင့်တီဟာနောင်လည်းလက်ခံခဲ့လိုက်ရရှာပါတော့တယ်။ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တော့တီဟာနောင်နဲ့မေလေးတို့ဟာ လိုအပ်တာတွေကိုဝယ်ဖို့အတွက်ဈေးကိုထွက်လာခဲ့လိုက်ကြပါတော့တယ်။ဒီအားနောက်သူမရှိတဲ့အတော်တွင် မီလေးစားတောက်ဖို့အတွက်တေချာလေးကိုဈေးလိုက်သုံးပေးနေရှာတာပေါ့။တော်ပြီကိုရဲ့အများကြီးမွဲပါနဲ့မီစားကုန်မှာမဟုတ်ဘူး။အကုန်ပုတ်ပြီးလွန်ပြရလိမ့်မယ်။နေအောင်သားခင်ဗျာသူလိုအပ်တာဝယ်လိုက်ကိုလိုအပ်တာဝယ်လိုက်နဲ့မခွဲခါခင်အချိန်လေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဈေးဝယ်ထွက်ကြရင်တဏှာရောက်မှာတော့မီလေးကရက်တန့်လို့သွားခဲ့ပါတော့တယ်။အဲဒါကတော့လက်ဝယ်ရတနာဆိုင်စတိုင်ဖြစ်ပြီး မေလီရဲ့အာယုံဆိုင်မှုတို့ဟာအဲဒီဆိုင်မှာရှိနေတဲ့လက်ကောက်လေးတစ်ခုပေါ်မှာရှိလို့နေကြတာပေါ့ ။တရားနောင်ကတော့မေလေးကိုကြီးပြီးလက်ကျန်ပစံကတိတ်မရှိတော့တာကြောင့်အနေငယ်စိတ်မကောင်းဖြစ်သွားပြီမလို့လေရှီတာလေးနဲ့ဝယ်ပေးလိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။အဲဒါကြောင့်ပဲတရားနောင်ဟာစိုင်းချင်းကိုမေးလိုက်တဲ့အချိန်မေလေးကသူမယူချင်းချောင်းနဲ့ပစံကိုလိုအပ်တဲ့နေရာမှာပဲတုံးဖို့ကိုပြောခဲ့လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့တရားနောင်ရဲ့ခီးဟာတွားဖို့အတွက်အချိန်ရလို့လာခဲ့ပါပြီ။နေရောက်သားဂျင်းနနာနှုတ်ဆက်အနမ်းတွေပေးရင်ခွဲခွာရတော့မယ့်နေရက်တွေအတွက်အလွမ်းတေလုံးနေခဲ့ချတာပေါ့။ တနေ့ကျော်ဆိုရဲအချိန်ကာလအတိုင်းတာဟာဝေးကွာနေတဲ့သူအဖို့တော့နှစ်ပေါင်းများစွာကြာသလိုခံစားစီရပါတယ်။စော်မရှိတဲ့မိတ်ဆွေတို့ကတော့တိမာလည်းမဟုတ်ပါဘူး။ဒါပေမဲ့လို့လေလက်ရှိရှင်တွေကိုလက်ခံရင်အကောင်းဆုံးတွေကိုကြော်ဖြတ်နိုင်ဖို့ကသာနှစ်ယောက်သားတွေးတောခဲ့လိုက်ချတာပေါ့။တယောက်ကိုတယောက်နှစ်သိမ့်ပေးရင်လည်းဝမ်းနေစိတ်ကိုရင်မာပိုင်ရင်တီဟာနောင်တယောက်အနာကက်အတွက်ဂျိုးပန်းဖို့ရာတွားရရှာပါတော့တယ်။ ဒီဆုံးဖြတ်ချက်ကမှန်လားမမှန်လားမသိပေမဲ့တခါမှတလောက်အကြကြီးမခွဲဘူးတဲ့တီဟာနောင်နဲ့မေလေးတို့အတွက်ကတော့နာကျင်ရတာအမှန်ပါပဲအဲဒါကြောင့်ပဲမိမနာကိုအမြန်ပြန်နိုင်ဖို့တနေ့ရချာမှာအလုပ်ကိုပဲစူးစားပန်းစားလုပ်ရင်းပတ်စံကိုကျိတ်စုကအနာကက်အတွက်စိတ်ကူးရင်ရင်နဲ့ပဲအမောဖြေနေရချာတာပေါ့ န်ဒီရီအကက်ခဲတွေကိုကြော်ဖြတ်ပြီးနောက်ဆုံးတော့တီဟာနောင်ရဲ့အိမ်ပြန်ရတဲ့နေ့တနေ့ကိုရလွတ်လာခဲ့ပါပြီ။အိမ်ခြေကိုရောက်တဲ့အချိန်မှာတော့သူ့ရဲ့အိမ်ဟာငကိုကားထက်ပုံမတိတ်ဆိတ်နေတာကိုသတိထားခဲ့မိလိုက်ပါတယ်။ဒါမဲ့လို့လေအင်ရှိကနေမိမဖြစ်သူမေလီရဲ့နာမည်ကိုအော်ဂါရွတ်ဆိုခဲ့လိုက်ပြီမဲ့လို့လေမျော်လင့်ထားသလိုမေလီကထွက်မလာပဲရောက်ကမဖြစ်သူဒေါ်အင်ဂျင်ကသာအပြုံးပန်းတွေကိုစင်မြန်ပြီးထွက်လွတ်လာခဲ့တာပေါ့။နေကောင်းလားမေကျွန်တော်မိမနဲ့ကလေးရော မတွေ့ရအောင်ကြာပြီငါသားရဲ့မင်းသားလေးကအရွယ်ရောင်ရောက်နေပြီတော့ကြည့်လိုက်အောင်မင်းနဲ့ကိုတပုံးစမ်းနေမိမိမကတော့အခန်းထဲမှာတောတောကလေးကိုရင်နှုတ်ဆက်ချီဒီလိုနဲ့ဒေါ်အင်ဂျင်ဟာအလန်းသမားလေးမောင်တီဟာကိုအိမ်ထဲပေးမဝင်သေးပဲပြောစရာစကားတွေကို တနစ်ကျော်ပလန်အနေနဲ့အပီပြောနေခဲ့ပါတော့တယ်ဒေါ်အင်ဂျင်ပြောသွားတဲ့အထက်မိလေးကမိကျွန်းထဲမှာပဲပင်ပန်းခတ်ခဲ့ခဲ့ကြောင်းနဲ့ကလေးကိုမွေးပြီးတော့ဟော်မုန်းတက်တွေကမညီတော့ပဲခန္ဓာကိုယ်ကအရင်ဆုံးမဟုတ်ရပဲ အယံဝါလာတဲ့ဆိုတဲ့အကြောင်းတွေပါပါရှိလို့နေခဲ့ချတာပေါ့အဲဒါကြောင့်တီဟာနောင်ကလည်းအယံကိုဝန်းနေသွားခဲ့ပြီးမိလေးကိုတယောက်တည်းထားခဲ့ရတဲ့အတွက် နောင်နာရလာခဲ့ပါတော့တယ်ကိုကိုကိုအပြစ်တင်စိတ်တွေကြီးမားနေတာကြောင့်မိလေးရဲ့အနာကိုသွားဖို့အာနာနေတယ်လို့မဝင်မရဲဖြစ်နေခဲ့ရချတာပေါ့အဲဒါကြောင့်ပဲတားလေးရဲ့နာကိုသာအရင်သွားခဲ့လိုက်ပြီးပထမဆုံးဖြစ်တဲ့တားလေးကိုကြည်နေခဲ့လိုက်ချပါတော့တယ် မေလီတယောက်ကိုဝင်ရှိစဉ်တုန်းကတီဟနောင်ကိုအချိန်တိုင်းလွမ်းနေတယ်ထင်ပါရဲ့ကလေးလေးကတီဟနောင်နဲ့တရုတ်သေးကိုပြစ်လို့နေခဲ့ပါတယ်အဲဒီလိုတွေးလိုက်ပြန်တော့လေជីနိုးစိတ်နဲ့ဝမ်းနေစိတ်တွေကရောထွေးလို့သွားခဲ့ပြန်တာပေါ့အဲဒီနောက်မှာတော့မေလီကိုတွေးကျင်တဲ့စိတ်ကိုထိမထားနိုင်တော့ပဲအကန့်ရှိရာဘက်ကိုလာခဲ့လိုက်ပါတော့တယ်ဒါပေမဲ့လို့လေတကားကိုဖွင့်မလို့လုံးနေတော့မှာပဲအသေးကနေရောက်ကမနဲ့မိမဖြစ်သူတွေရဲ့စကားပြောစံတွေကြောင့်တီဟနောင်လေဆက်လားထောင်လိုက်ခဲ့လိုက်ပါတော့တယ်အမေ တမိတီလိုပုံစံမျိုးနဲ့တော့အကိုကိုမတွေ့ချင်ဘူးအမေကပဲ အကိုကိုတိချပြောပြပေးပါလိုက်အကိုကတမိဘုံကိုတွေ့ရင်ဘာဖြစ်မယ်မသိပါမယ်တမိတကယ်ကြောက်တယ်အကူကဘာလုံးမှမလို့အမေကကြောက်နေရတာလေတကားကိုရုတ်တရက်ဖွင့်ပြီးပြောလိုက်ပေမဲ့လို့လေမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တီဟာနောင်တယောက်တုံလုံးသွားခဲ့ရရှာပါတော့တယ် အဲ့ဒါကတော့မေလေးတယောက်ခမအရင်လိုမဟုတ်တော့ပဲအရန်ကိုဝါတုံနေတဲ့အမျိုးသမီးလေးတယောက်ဖြစ်နေခဲ့တာကြောင့်ပါပဲပုံမှန်မြင်ပူးနေသလိုမဟုတ်ရပဲပြောင်းလဲသွားတဲ့အတွက်စိတ်အနှဲငယ်ရှုံနေတဲ့ဒီဟာနောင်ရဲ့ရုပ်ကိုကြည့်ပြီးမေလေးကတော့ဝမ်းနည်းလာခဲ့ရပါတယ်အဲ့ဒါကြောင့်ပဲမိခင်ကိုဖက်ကအပြေးဝဆိုင်ကိုကြိလိုက်ရှာတာပေါ့ဒါပေမဲ့လို့လေဒီဟာနောင်နဲ့ထပ်ပြီးမခွဲနိုင်တော့တာကြောင့်သူကိုတောင်းပန်ဖို့ဒီဟာနောင်တို့အိတ်တဲ့အိတ်ခန်းစီကိုလာခဲ့လိုက်ပါတော့တယ်အဲ့ဒီကိုရောက်တဲ့အခါမှာတော့ဒီဟာနောင်ကအဝိအိတ်တီနဲ့အလုရှုံနေတာကိုတွေးကြည့်လိုက်ရပါတော့တယ် အကိုမိသားမမရေမိကိုထမ်းသွားပါနဲ့မိဝိဖင်ရှောင်းပါပါနော် အကိုမိကိုထမ်းသွားပါနဲ့ဘာရီပြောနေတာလဲကို့အယူမလေးကကိုကမိကိုထားသွားစီရလားကအခုကကိုမိအတွက်ဝယ်လာတဲ့လက်ဆောင်လေးကိုလာချတာပါ မေလေးလေတီဟာနောင်ရဲ့အပြောစကားတွေကြောင့်ဝမ်းသာလို့သွားခဲ့ပြီးသူအတွက်ဝယ်လာတဲ့ဆိုတဲ့လက်ဆောင်လေးကိုကြည်လိုက်တဲ့အချိန်မှာတော့မေလေးလိုချင်နေချာတဲ့လက်ကောက်ကလေးဖြစ်လို့နေခဲ့ရှာပါတယ်။အဲဒါလေးကိုမြင်တဲ့အခါမှာတော့မေလေးတီအောင်မျက်ရည်တွေဟာကြာဆင်းလို့လာခဲ့ရှာတာပေါ့။တီဟာနောင်ကလည်းအခုလိုပုံစံလေးကပိုရှိဖို့ကောင်းတယ်ဆိုတဲ့အကြောင်းနဲ့ဘလို့ပုံစံပဲဖြစ်နေနေကိုကမိကိုရှင်းနေပါပါဆိုတဲ့အကြောင်းတွေကိုပြောပြလို့နေခဲ့ပါတယ်။အချိန်မှာမျက်စိမရှိဘူးဆိုတဲ့အတိုင်းကိုကသာအရှိစ်အရှိမှန်နဲ့ရှိရင်ရှစ်တဲ့သူလေးကလည်းဘလို့ပဲနေနေရှစ်စရာက ောင်းဒီမှာအမှန်ပါပဲကျွန်တော်ရဲ့ရှစ်ပရိသတ်တွေအားလုံးလည်းအရှိစစ်အရှိမှန်နဲ့ကြုံတွေ့နိုင်ပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေဆုံးလီနာဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချီးပါရခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ